ကန်းနေတိုက်တယ်တိုက်တယ်ဆိုတဲ့အတန်ပဲကြားရတယ်။အဲတိုက်နေတဲ့မှတ်တမ်းတစ်ခုမှမထွက်ဘူး။နောက်ဆုံးပြစကန်းကြီးကိုရသွားပါပြီဆိုတဲ့အချိန်မှတော့မှပဲဒီဗီဒီယိုမှတ်တမ်းရုပ်တံမှတ်တမ်းဆိုတာတော်တော်လေးမျောသွားတာ။ထိုးတာတော့အပြီးပြင်မယ်ဒီလောက်ပမာဏနဲ့ဆိုရင်တော့ငါတို့ထိုးပေါက်နိုင်မယ်ဆိုတဲ့ပုံစံမျိုးသူတို့ယူဆလို့ဖြစ်မှာပေါ့နော်။ဒါပေမဲ့အဲ့တရားနေရဆိုတာကအရခတ်တော်အေနဲ့ PDF တွေတွက်ကဘာမှမဟုတ်ဖြစ်နေ။ င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ14ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းဒါပကိုးနဲ့မကွေးမှာအလောင်းဆွဲပြင်းနေရတဲ့စစ်ကောင်စီပေါ့နော်အားကတော်တော်အိမ်နဲ့ဗီဒီယိုတွေကြောင့်မလို့အဲ့လိုအခြေအနေတွေကြုံတွေ့နေရတယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့ဒါမင်းအောင်လိုင်းကပေါ့နော်ရဲဘက်နေရာတွေတန်အမတ်လိုနေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာဒါဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေဒါတွေကိုရွှေ့ပြောင်းနေရတဲ့ပတ်သက်လို့ပေါ့နော်သူဘာတွေတိဆောက်နေသလဲအဲသူဘာတွေဒါအကွက်ရွှေ့နေသလဲဆိုတဲ့အကြောင်းနေလဲကျွန်တော်ပြောကြမယ်ပြီးတော့နောက်တစ်ခုဒါ ကဘာလုံးစကန်းဆိုပြီးတော့ဗောနော်ဒီနေရကန်ဖြူအားကုန်းကဒီစကန်းအနီးကပ်ရိုက်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုဒါ online မှာပြန့်နှံ့နေတဲ့အကြောင်းအဲအဲအကြောင်းလေးလည်းဒါကျွန်တော်ပြောကြမှာဗောနော်ပထမဆုံးတော့တရင်ကောင်းလေးပဲကျွန်တော်စလိုက်မယ်အဲ့ဒါကမကွေးနဲ့ပဲခိုးတိုင်းနဲ့မှာဗောနော်အဲခါတက်တော့ A နဲ့ PDF ပူပေါင်းတက်ဖွဲ့တွေကြောင်းမလို့စစ်ကောင်စီဟာအချင်းချင်းထိုးစစ်ဆင်မှုစူးစမ်းပင်မဲ့ထိုးစစ်ဆင်မှုလာလိုက်အလောင်းတွေဆွဲပြေးလိုက်အဲထိုးစစ်ဆင်မှုလာလိုက်ပြန်ပြီးတော့ဒါနောက်ပြန်ပြေးလိုက်ဒါမျိုးပုံစံမျိုးကြီးဖြစ်နေအောင်ဗျာ အခုအိုက်ထဲရပဲဒါတိုက်ပွဲတွေနဲ့အကြောင်းကိုကျွန်တော်ပြောကြမှာပေါ့နော်အဲအဲ့တော့ဒါပြည်ထောင်တပ်ဖွဲ့တွေကဖြတ်တောက်တိုက်ခိုက်တဲ့လုပ်ငန်းတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရစစ်ကောင်စီဟာလက်ရှိအချိန်မှာပေါ့နော်သူကအေယာဝတီမကွေးပဲခူးဆိုတာသူတို့အတွက်ငရဲကန်းလို့ဖြစ်နေတာအဲအဲ့ဒါကသူတို့ကိုဒါအထက်ကနေရောဖီအားတွေအတင်းပေးတယ်ဒီနေရာတွေကိုပြန်ရယူဖို့အတွက်လှုပ်တယ်ညောင်ကျိုးလိုနေရာမျိုးတွေဟာနှဲ့ရကန်းမကြဘူးတွေပေါ့နော်အဲ့လိုမျိုးမျိုးစုံဒါအထက်ကနေရောဖီအားပေးတယ်ဆိုပေမဲ့မြေပြင်မှာအဲ့ဖီအားတန်ကိုလူးလဲသူတို့ခံနေရစစ်ကြောင်းလည်းမတိုးနိုင် မတိုးနိုင်အောင်လည်းဒီဘက်ကတလိုင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ထားတယ်ဖြတ်တောက်ထားတယ်ကြားပြတ်တိုက်တယ်အာမျိုးစုံများပျောက်ကြားကိုတကယ့်ကိုရှေ့သုံးတာပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကတော်တော်လေးအထိတန်နေတော့အဲ့ဘက်ချမ်းနေမှာသူတို့အတွက်ကတော့တကယ့်ငရဲကန်းပုံစံဖြစ်နေတာပေါ့နော်ဒါမကွေးတိုင်းငဖဲမြို့နယ်ဒါမြေလက်ကြီးရပတ်ဝန်းကျင်မှာဆိုလေဒါဒီရက်ထဲမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားတယ်ဖြစ်ပွားတာတခြားကြောင့်မဟုတ်ဘူးခုနပြောလို့စစ်ကောင်စီကသူတို့ဆုံးရှုံးထားတဲ့နေရာတွေကိုပြန်ရယူဖို့အတွက်စစ်ကြောင်းတွေထိုးလာတယ်အဲထိုးစစ်ဆင်လာတယ်ဒါပေမဲ့ဒါသတင်းချုပ်တင်ရယူရယူပြီးတော့ပေါ့နော် ဒလိုင်းတက်ဖွဲ့တွေကဒါကြားပြတ်ပြီးတော့တိုက်ခိုက်လိုက်နိုင်တဲ့အတွက်စစ်ကောင်စီဘက်ကတော်တော်လေးအထိနာသွားတယ်ပေါ့နော်တန်ရရတေဆုံးသူမနေဘူးဆိုပြီးတော့သိရတယ်အပိယာနဲ့ဒါတို့ဘလောက်ထိအချင်းနေဆိုသွားလဲဆိုတော့လေချောင်းလက်နက်ကြီး drone ဓာတ်တွေအသေးအတန်ပြစ်ကူပေးပြီးတော့အောက်ကတေဆုံးတဲ့ကောင်တွေတန်ရရတဲ့ကောင်တွေကိုနဲဆွဲထုတ်သွားရတယ်ဆိုပြီးတော့သိရတယ်ပေါ့နော် ပြီးတော့နေရကံမကြအောင်အသေးအတန်ဖြစ်နေတဲ့နေသားအဲအဲ့လိုနေသားမှာနေရကံဂုံးကော်ကနေပြီးတော့လေအဲစစ်ကောင်စီစစ်သားတွေပြီးရင်ပါစတွေကထွက်ပြေးနေကြတယ် ထွက်ပြေးဖို့အတွက်တာဆူနေကြတဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ပေါ့နော်။ပြီးတော့သူတို့နားလေးမှာလုံးဝကိုကတ်နေပြီဖြစ်တဲ့အတွက်ပေါ့နော်။တော်တော်လေးကိုဒါထိတ်လန့်တုန်လုံးနေတဲ့အနေအထားမျိုးဖြစ်နေလောက်ပဲ။အဲ့တော့သူတို့အတွက်တော်တော်ဖိအားများနေမဲ့သဘောပေါ့နော်။အပြင်ဒါဘကိုးနောက်တနေရာပေါ့နော်။အဲ့ဒါဘကိုးဘကိုးမှာဒါအုတ်ရှိပင်တောင်ကုတ်အဲညောင်ချောက်စခန်းဘက်ကနေပြီးတော့ပေါ့နော်။အဲ့ခုနလမ်းပိုင်းကဒါအုတ်ရှိပင်တောင်ကုတ်လမ်းပိုင်းကနေပြီးတော့ညောင်ချောက်စခန်းဘက်ကနေပြီးတော့ထိုးစစ်ဆင်လာတဲ့အင်အား100ပါတဲ့စစ်ကြော အဲခုနကတော့ဒါပကွေးမှာအင်အား200ပါတယ်အဲအခုက100ပါတယ်သူကယာကနန်းနေတဲ့ကြီးထိုးတာနော်ထိုးတာတော့အပြီးပြင်မယ်ဒီလောက်ပမာဏနဲ့ဆိုရင်တော့ငါတို့ထိုးပေါက်နိုင်မယ်ဆိုတော့ပုံစံမျိုးသူတို့ယူဆလို့ဖြစ်မှာပေါ့နော်ဒါပေမဲ့အိုက်တရာ200ဆိုတာကအခါကျတော့ A နဲ့ PDF တွေတွက်ကဘာမှမဟုတ်ဖြစ်နေသူတို့ဘက်ကသုံးတာပဲနော်လေချောင်းနေရောဒါလက်နေကြီးတွေရောအကုန်ပြစ်ကူပေးတာပဲမြေပြင်ကလည်းအဲ့လိုယာနဲ့ချီတဲ့စစ်ချောင်းနေနဲ့ထိုးတာပဲဒါပေမဲ့ဘယ်တော့မှမရတဲ့အနေအထားဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဖြစ်စင်မှာဆိုလဲအခါကျတော့ A နဲ့ PDF တပ်ဖွဲ့တွေကဖြတ်ပြီးတော့တိုက်တယ် လေတာတောင်းစင်လန်အဲညောင်ချောက်ဒီအနီးဝင်းကျင်ဒီမှာတိုက်ပွဲတွေဖြစ်နေတာပေါ့နော်အဲညောင်ချောက်နဲ့ညောင်ကျိုးကြားမှာလည်းဆက်ပြီးတော့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်အဲခုနတိုက်ပွဲရဲ့အကျိုးမြတ်ကလည်းအဲ့လိုပဲဒါဆွဲပြေးရတဲ့ပုံစံမျိုးတွေဖြစ်တာအလောင်းတွေပါဆွဲပြေးရတဲ့အနေအထားဖြစ် အာဒီကောင်းနေတော်တော်ကိုအချိန်နေဆိုးနေတဲ့နေတယ်အဲ့တော့စစ်ကောင်စီဘက်ကလည်းဒီညောင်ကျိုးစကန်ပြန်ရဖို့အတွက်ကိုညောင်ကျော်ဘက်ကနေပြစစ်ကြောင်းနေထက်ကထက်ကလှုပ်ပြီးတော့သူကအထက်ကပေးတဲ့အမိန်အတိုင်းဖိအားအတိုင်းတေဆိုတေဆိုတဲ့ပုံစံမျိုးရှင်းဆိုရှင်းမပါဘူးတေဆိုတေဆိုတဲ့ပုံစံမျိုးနဲ့ဇက်တိုက်သူကလည်းစစ်ကြောင်းနေထိုးရမှာပဲအဲ့လိုပဲအားခတ်တော်အေးနဲ့ဗီဒီယိုတက်ဖွဲ့တွေကလည်းလာမြစစ်ကြောင်းမှန်သမျှကိုအခုလိုမျိုးဖျက်တော့တိုက်ခဲ့တဲ့လုပ်ငန်းတွေကိုထုံးစံတိုင်းလောက်အောင်မှာပဲပေါ့နော်အဲ့တော့ဒီနေရာတွေမှာတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်ပွားနေအောင်မှာပဲပြီးရင်ဒါလေကြောင်းလက်နက်ကြီး drone စစ်ကောင်စီကအရန်တုံးသလို အဲအဲ့ဒီညောင်ချောက်ပက်ချမ်းနေမှာဆိုရင်လေသူကခန်းစစ်စကန်အစ်စ်တွေထပ်ပြီးတော့တိဆောက်ပြီးတော့အာခတတော် A နဲ့ BD တပ်ဖွဲ့တွေထိုးဖောက်ဝင်ရောက်လာတဲ့ဟာတွေကိုသူတို့တောင်းခံနိုင်မှုအတွက်စ조사နေတာရှိတယ်ကြိုတင်ပြင်ဆင်နေတာရှိတယ်အဲ့တော့ဒီဖြစ်စဉ်တွေရဲ့ရလဒ်ကိုကြည့်မယ်ဆိုရင်ဒါဒီဆင်လန်ရွာအနီးမှာဆိုရင်ဖြစ်သွားတဲ့ဟာဆိုရင်လေစစ်ကောင်စီဘက်ကတေဆုံးတန်ရရတွေများလုံးလို့သူကဆင်လန်ဘက်ကနေပြီးတော့စစ်ကြောင်းစစ်ကူထက်လွတ်ပြီးတော့အဲ့အလောင်းတွေကိုဆွဲပြရတဲ့အနေထား အဲအခုနောက်ပိုင်းကသူကစစ်ကူစစ်ကြောင်းဆိုရင်ခုနပြောသလိုပေါ့နော်စစ်ကူလာလို့ဆိုတိုက်ဖို့အတွက်မဟုတ်ဘူးအလောင်းဆွဲဖို့အတွက်လာတာအဲအဲ့လိုမျိုးအဲမကွေးမြေလက်ကျေးရနီးကတိုက်ပွဲမှာဆိုရင်လည်းထိုနီးလကောက်အောင်ပဲပေါ့နော်အဲစစ်ကောင်စီဘက်ကတေဆုံးထိခိုက်တဲ့ကောင်တွေကိုဒါစင်မျိုးရွာစခန်းကိုပြန်ပြီးတော့တည်သွားရတယ်အဲ့လိုပဲလောင်းဆွဲပြရတယ်ပေါ့နော်ပြီးတာနဲ့သူတို့ဘာလုပ်လဲဆိုတော့ဝိုင်းတွဲတွေဂျက်ဖိုက်တာတွေဒရုန်းတွေလက်နက်ကြီးတွေတောက်လျှောက်အဲ့ဒီနေရာတွေကိုဒါပစ်ပစ်တယ်ပေါ့နော်အဓိကတော့တိုက်ပွဲဖြစ်တဲ့နေရာတွေကိုပစ်တာဟာ ဒါခါလေးကျရင်သူတို့ဘက်ကနေပြီးတော့ဒါအထိနာလို့ပြန်ဆုံနိုင်ဖို့အတွက်ကိုပြစ်ကူပေးနေရတဲ့အနေအထားအဲလိုပုံစံမျိုးဖြစ်တယ်။အဲပြီးရင်ဒါခါလေးကျရင်စစ်ကူလာတယ်ဆိုတာကသူတို့ကိုကူပြီးတော့အလောင်းဆွဲဖို့အတွက်လာတာ။ကူပြီးတိုက်ဖို့အတွက်မဟုတ်ဘူးဆိုတဲ့အကြောင်းဒါလေးလည်းပြောချင်တာပေါ့နော်။အဲ့တော့ဒါတော်လိုင်းတပ်ဖွဲ့တွေကတော့ဒါအထိကိမ်းမရှိဘုံလာကျဲတဲ့လေရင်တွေကိုတသက်ပဲပြပြီးတော့ပြန်ဆုံသွား။အဲ့တော့သူတို့ဘက်ကစစ်ကောင်စီဘက်ကပေါ့နော်။ဒီနေရာတွေကိုရဖို့အတွက်သူတို့စူးစမ်းနေတာကာလတစ်ခုကြာပြီ။ကာလတစ်ခုဆိုတာရှေ့ ရှေ့ပိုင်းအစောပိုင်းကာလတွေမှာနေကသူတို့ကဒီနေရာတွေကိုတေးချာပြင်ဆင်ခဲ့တေးသေးချာချာကြီးကိုပြင်ဆင်ခဲ့တာအင်အားတွေဆိုအလုံးအင်းပို့ထားတာဒီအေယာဝတီမကွေးပကိုးပေါ့နော်ဒီနေရာ၃နေရာကိုအဆက်တွေကိုပေါ့နော်သူကအင်အားတွေအလုံးအင်းတေးချာပို့ခဲ့တာခန်းစစ်စကန်းတွေရှေ့ဆောက်ခဲ့တာဆောက်ပြီးတော့ဒါအာခတ်တော်အေနဲ့ဗီဒီယိုတွေမဝင်လာနိုင်အောင်သူတို့တားမယ်ဆိုတဲ့စိတ်အဲပြီးရင်အဲ့ဒီနေရာတွေမှာစုဖွဲ့ပြီးတော့ထပ်ပြီးတော့သူတို့မြေပြင်ကနေစစ်ကြောင်းတွေတိုးမယ်ဝင်ရင်ကနေပြီးတော့လေကြောင်းပစ်ကူတွေပေးမယ်အဲဆုံးရှုံးတဲ့နေရာတွေအထိပြန်ဝင်မယ်ပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရည်ရွယ်ပြီးလုပ်ခဲ့ ဒါပေမဲ့လက်ရှိသူတို့ကြုံတွေ့လိုက်ရတဲ့ဟာကတော်တော်ဆိုးရတဲ့အခြေအနေမျိုးသူတို့ရင်ဆိုင်လိုက်ရတာစကန်နေတစ်ခုပြီးတစ်ခုပေးရတယ်ကာခင်းနေတစ်ခုပြီးတစ်ခုပေးရတယ်ဇက်တိုက်ဇက်တိုက်နောက်ဆုတ်ပြီးတော့ခန်းစစ်စကန်အစ်စ်တွေတောင်မှနောက်မှဆက်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 ပြီးတော့စောင့်နေရတဲ့နေသားမျိုးကြီးဖြစ်သွားတယ်အဲ့တော့ကျွန်တော်အန်ခါစတော်အေနဲ့ပြီးတဲ့တပ်ဖွဲ့တွေရဲ့နီးဗျူဟာအရန်ကောင်းလွန်းတယ်လို့ပြောရစစ်ကောင်စီဘက်ကအချိန်ဘလောက်ပဲရရဘလောက်ပဲပြင်ဆင်ထားပြင်ဆင်ထားတပ်ဖွဲ့တွေပြန်ပြီးတော့ထိုးစစ်ဆင်တဲ့အခါကျတော့ဘလို့မှမခံစားနိုင်ဘူးဖြစ်အဲ့ဒါစိတ်တက်ကိုကွာသွားတာစစ်ကောင်စီဘက်ကကောင်တွေကတိုက်လို့ခိုက်လို့စိတ်မရှိတော့ဘူး တိုက်ချင်ခိုက်ချင်စိတ်လည်းမရှိတော့ဘူးပြီးရင်မတိုက်ရဲမခိုက်ရဲကောင်တွေအများကြီးပါအဲ့ကြောင့်ဘလို့မှသူတို့အဆင်ပြေနေကြအကြောင်းဖြစ်ဘူးဟိုဆိုတာသူတို့လေချောင်းပြစ်ကူပဲတုံးတုံးလက်နက်ကြီးပဲတုံးတုံး drone ပဲတုံးတုံး drone ပဲအဆင်မြင့်မြင့်ပါနော်ခန်းစစ်စကန်းနေအစ်စ်ဘလောက်ပဲဆောက်ဆောက်တိုင်းတပ်ဖွဲ့တွေဝင်ရောက်လာပြီဆိုတဲ့အချိန်ကျရင်ဒီကောင်တွေရဲ့ ခန်းစစ်စခန်းတွေကဒါလုံအောင်ကိုဒါပြပုံအတိလုံအောင်ကိုကြာရှုံးရမယ့်အနေအထားတွေသူတို့ကြုံနေရစစ်ကူတွေဆိုတာလည်းခုနပြောသလိုပေါ့နော်တိုက်ခိုက်ရေးအင်အားမဖြစ်ဘဲနဲ့အင်အားတစ်ခုပဲဖြစ်နေတာအရေးအတွက်ပဲဖြစ်နေတာပေါ့အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီကောင်တွေကအဲ့ဘက်ချမ်းနေမှာလေတော်တော်လေးဒုက္ခရောက်နေတဲ့အနေအထားတွေ့ရတယ်အဲ့တော့နေအိမ်ကန်စခန်းကိုမကြောက်အောင်အသေးအံထိုးစစ်ဆင်စစ်ကူဖို့ဖို့လုပ်နေတဲ့စစ်ကောင်စီကအထိနာတယ် စစ်ကူကဒါစစ်ကူပြန်ခေါ်နေရတဲ့အနေထားကြောင့်ခုနပြောလို့ပေါ့နော်အဲနောက်တစ်ခုကနေအကန်ဆိုလို့ပြောရမယ်နေအကန်ဒီကဘာလုံးစကန်းပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့အခုဒါဒီရက်ထဲမှာဒီနေ့မှာပေါ့နော်ဗီဒီယိုဖိုင်တွေတက်လာတာတွေတွေ့တယ်မနေ့ကညကနေကတော့အဲဥစ္စာလေးတွေလာပို့ကြတယ်လာပို့တော့ကျွန်တော်လိုက်ပြီးမေးကြစုံစမ်းကြပေါ့နော်ဟုတ်တယ်ဒါကနေအကန်စကန်းကဒါဗီဒီယိုဖိုင်ဖြစ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့အခါကျတော့ဟာဘာဖြစ်လို့ဒီလိုထုတ်ပြန်လာတာလဲပေါ့နော်နေအကန်စကန်းကုန်းကြီးကအခုတိုက်ခိုက်နေတော့မှရှိသေးတာပေါ့နော်အဲ့တော့ဒီနေရာကဘယ်နေရာကနေရိုက်ထားတာလဲဆိုတာတော့ အဲကွာမှာပေါ့လေနော်ဘယ်ဘယ်ဘက်ချမ်းကနေရိုက်ထားတာလဲဆိုတော့ဟာတော့ကွာမှာပေါ့ဒါကျွန်တော်တို့ကြတော့မသိနိုင်ဘူးပေါ့နော်ဒါပေမဲ့တက်လာတဲ့ဗီဒီယိုဖိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့သိရတဲ့အတိုင်းပဲလုံးဝကြည်လင်ပြီးတော့ပေါ့နော်သူတို့ဘာလုပ်နေသလဲဆိုတဲ့ဟာကိုတိကျလုံးဝဇုံးဆွဲပြီးတော့ရိုက်ထားတဲ့ပုံစံမျိုးအဲစစ်ကောင်စီဘက်ကကောင်တွေလှုပ်ရှားသွားလာနေတဲ့ဟာတွေလုံးဝပါတယ်အဲဟိုလက်ညှိုးထိုးလိုက်ဒီလက်ညှိုးထိုးလိုက်ဒါသူသူ့ကိုဆရာကြီးလှုပ်လိုက်ငါ့ကိုဆရာကြီးလှုပ်လိုက်အဲ့လိုပုံစံမျိုးတွေတိကျမြင်ရတယ်ပြီးရင်ဒါ ခင်ရမုန်းတွေထမ်းပြီးတော့ဒါဘန်ကာရဲဝင်သွားတဲ့ပုံစံမျိုးတွေလမ်းလျှောက်နေတဲ့ဟာတွေအကုန်မြင်နေရတာပေါ့နော်အဲပြီးတော့ဒီ drone ပြန်တမ်းမှုပေါ့နော် drone ပြန်ဆင်းတဲ့ဟာမျိုးတွေဒါကြီးလည်းတွေ့ရအဲ့တော့အဲ့လိုမျိုးဟာကဘာဖြစ်လို့ထွက်လာလဲပေါ့နော်ပြီးတော့တချို့ကြောက်လဲဒါကိုပြောတယ်ဒီဥစ္စာကလွန်ခဲ့တဲ့တလားလောက်ကနေကအဲ့လိုမျိုးကတ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လည်းပြောကြရတယ်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးပေါ့နော်အာအခတ်တော်အေကထုတ်ပြန်တာမဟုတ်ဘဲနဲ့ဒီ free file အပြင်ကိုထွက်လာတဲ့ဟာကအကြောင်းရင်းတစ်ခုတော့ရှိမယ်လို့ဒါကျွန်တော်ယူဆမိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ အဲအာခတ်တတော်ကတိရတိုင်းပဲအယံ့ခြေတန်လုံနေဗျာဒီစကန်းနေဆိုရင်ဗျာကြည့်လိုက်စကန်းနေတိုက်တယ်တိုက်တယ်ဆိုတဲ့အတန်ပဲကြားရတယ်အဲတိုက်နေတဲ့မှတ်တမ်းတစ်ခုမှမထွက်ဘူးနောက်ဆုံးဗျာစကန်းကြီးကိုရသွားပါပြီဆိုတဲ့အချိန်မှတော့မှပဲဒီဗီဒီယိုမှတ်တမ်းရုပ်တံမှတ်တမ်းဆိုတာတော်တော်လေးမျောသွားတယ်တခါလေးထွက်တော့မလာဘူးအစကန်းမှာရလိုက်တဲ့အချိုးမြတ်ရလိုက်တဲ့ဓာတ်ပုံမှတ်တမ်းတွေလောက်ပဲဒါအလုံးစုံထွက်လာခဲ့တာရှိတယ်ပေါ့နော်အရှိပိုင်းကလာတွေကတော့ဟုတ်တယ်အဲ့လိုပုံစံမျိုးပဲဒါနဘာခါတွေပါတိင်းတဲ့ချိန်နခါခါတွေတိင်းတဲ့ချိန်ပေါ့နော်အဲ့တုန်းကတော့ ဟာထွက်ထွက်ခဲ့တာတွေရှိတာပေါ့အခုလိုမျိုးပေါ့နော်ဒီစကန်ကုန်းကြီးမရသေးတဲ့အခြေအနေမျိုးမှာဒီလိုဗီဒီယိုဖိုင်တစ်ခုထွက်လာတယ်ပေါ့နော်ဆိုအဲ့ဥစ္စာကနည်းနည်းစဉ်းစားကြရဖြစ်တာဒါဘာကြောင့်ထွက်လာတာလဲ ပြီးရင်ဘာကြောင့်မလို့ဒါရည်ရွယ်ချက်ရှိနေလောက်တာလားဒါဒါမှမဟုတ်ပို့ဆတာလားပေါ့နော်ဒါနဲ့ပတ်သက်လို့လည်းဒါကျွန်တော်စဉ်းစားကြည့်ရပါဘောနော်အဲ့တော့ဗီဒီယိုဖိုင်တွေထဲမှာကြည့်ရမယ့်ပုံစံအရဆိုရင်လုံးဝအနီးကပ်ကြီးမြင်နေရအနီးကပ်ကြီးအနီးကပ်ကြီးမြင်နေရတာတောင်မှပဲလုံးဝတေချာပိုင်နိုင်မှလုံမယ်ဆိုတော့ရည်ရွယ်ချက်မျိုးကိုလည်းတွေ့ရတာပေါ့ဗျာအဲ့တော့ဒီကောင်နေရဲ့ကင်းထောက်တဲ့ပုံစံမျိုးတွေကိုတေချာထောက်လန်းစုံစမ်းပြီးမှပိုင်မှတက်ကြိတ်တဲ့ပုံစံမျိုးကိုမြင်တွေ့ရတယ်ဒါလည်းအားရစရာကောင်းတာပဲပေါ့နော်အဲစစ်ကောင်စီဘက်ကဟုတ်တယ်ဘာတွေပြင်ဆင်နေသလဲ အဲသူတို့ဒါခုန drone ဆင်းသွားတဲ့နေရာတွေကဘယ်နေရာတွေလဲအမ်ဒီကောင်တွေလက်ညှိုးထိုးနေတာအမ်ဘယ်နာဘယ်နာဘာလို့ဘာညာပေါ့အဲအဲ့လိုလုံနေတဲ့နေရာတွေကဘယ်နေရာကြီးကုန်ကဲမှုနေရာဘယ်နေရာလဲဘန်ကဘယ်နေရာတွေလဲအဲ့နေရာတွေကိုဒါခုနလိုဒါခင်းရန်နေတည်ယူသွားတာတွေတွေ့ရတယ်အဲ့တော့အဲ့ဘန်ကတွေမှာဘလောက်ကြီးပမာဏရှိမလဲဆိုတဲ့ဟာတွေကစုံစမ်းနိုင်ရင်စုံစမ်းနိုင်သလောက်ထောက်လန်းနိုင်ရင်ထောက်လန်းနိုင်သလောက်ဒါအကျိုးရှိတဲ့ဟာတွေပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးကိုတေချာစနစ်တကျကြီးကိုအနိကစုံစမ်းထောက်လန်းစွန့်စားပြီးတော့ပေါ့နော် လုတ်သွားနိုင်ခဲ့တဲ့ဟာကလည်းကျွန်တော်တခြားအဖွဲ့တွေအနေနဲ့အတူယူရမယ့်အရာတစ်ခုဖြစ်တယ်။ဒါကျွန်တော်တို့ဗီဒီယိုဖိုင်ဗီဒီယိုဖိုင်အနေနဲ့ပဲကြည့်သေးတာပေါ့နော်။အဲအဲ့လိုပုံစံမျိုးလေးပဲဒါကျွန်တော်တို့သွားကြမယ်။အဲ့တော့အိမ်လုံးထိကတ်နေတာတော့မှပဲပေါ့နော်။အဲဒါမတိုက်သေးဘူးဆိုတော့ဒါသတင်းကောင်းနေအဲမကြခင်မှာကြားရတော့မလားဆိုတဲ့ဟာလည်းရှိတယ်ပေါ့နော်။အဲဒါမဲ့ဒီပင်မကုန်းကလည်းအင်အားအများပြားရှိတဲ့ဂုံတက်မအဆင့်ခန်းဆင့်ပြင်ထားတဲ့ဂုံပြီးတော့အရေးကြီးတဲ့ radar scan ဌာနချုပ်တစ်ခုပုံစံမျိုးလေတိဆောက်ထားတဲ့စကန်ကုန်းဆိုတော့ကျွန်တော်စစ်ကောင်စီကလည်းလွယ်လွယ်ကူကူသူကတော့ဒါ အကြဆုံးခံလိုက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့တဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းတိုင်မဲ့အဖွဲ့ကအာခတက်တော် A နဲ့ B တက်တွေဖြစ်နေလားအဲ့တော့မဖြစ်နိုင်စရာအကြောင်းမှမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဒီနေ့ဒီချိန်ဒီအာစစ်ကောင်စီမမြုံမန်းထားနိုင်တဲ့အောင်မြင်မှုတွေကြီးပဲဒီဘက်ကတပ်ဖွဲ့တွေကလှုပ်ပြခဲ့တာစစ်ကောင်စီတော်တော်လေးအထိနာခဲ့တာပေါ့နော်အဲ့တော့တိုင်မဲ့အဖွဲ့တွေကလည်း A နဲ့ B တက်တွေဖြစ်တယ်အဲဒီနေရာကလည်းစစ်ကောင်စီအတွက်အရေးကြီးတဲ့နေရာဖြစ်တယ်ဒီလိုဗီဒီယိုဖိုင်ထဲမှာကြည့်ရတော့ဆိုရင်လည်းဒါဟာတေးကြပြီတကြိတ်ခံရတော့မယ်ဆိုတဲ့အရေးငွေတွေကတော့မြင်တွေ့နေရပြီပေါ့ဗျာအဲ့တော့ အဲဒီဗီဒီယိုဖိုင်ထုတ်လာတာလိုင်းပေါ်မှာတက်လာတာဒါရိုက်တဲ့သူကထုတ်လို့သာတက်လာတယ်ဆိုတဲ့ပုံစံမျိုးလည်းဒါသုံးသပ်ပြီးတာပေါ့နော်အဲ့တော့အချိန်နေကဒါစခန်းကမတက်ရသေးဘူးဆိုတဲ့အနေထားမှာဒီလိုလုပ်တာကအရခတ်တော်အေဖြစ်နေတဲ့အတွက်လည်းစဉ်းစားကြရဖြစ်တယ်ပေါ့နော်ညာဆိုတာဒီဗီဒီယိုဖိုင်ကိုရိုက်တဲ့သူကဘာကြောင့်မလို့တင်လာလဲဆိုတဲ့ဟာမျိုးပေါ့နော်အရင်ကဆိုရင်အခုလိုမတိုက်ခင်ဗီဒီယိုတက်လာဖို့မပြောနဲ့ရပြီးသွားရင်တော့မှဒါကျွန်တော်မှတ်တမ်းတွေကိုအတကုံမျော်ရတာဗျာအခုကျအဲ့လိုဖြစ်နေတာပေါ့အဲ့တော့ရည်ရွယ်ချက်တွေစဉ်းစားကြည့်တဲ့ခါကျတော့ရန်သူကိုချိန်ချောက်တာမျိုးကျွန်တော်ပထမဆုံးတော့တွေ့ရတယ် ဟုတ်တယ်ဒါအနားကိုအခုလောက်ထိကတ်ထားတာကိုပေါ့နော်ဒီဗီဒီယိုပိုင်းကောက်တင်လိုက်တဲ့ခါမှာဒီဥစ္စာကိုကျွန်တော်တို့လည်းတွေ့ရမှာဖြစ်သလိုပေါ့နော်စစ်ကောင်စီဘက်ကလည်းတွေ့ရမှာပဲအဲ့လိုတွေ့ရတဲ့ခါကျတော့ဒီကောင်တွေဘယ်လောက်ထိအသေးငယ်သွားမလဲပေါ့နော်ဘယ်လောက်ထိထိတ်လန့်ခြောက်ခြားသွားမလဲဗျာဒါကြီးကတကယ်မိုက်တယ်လေဘာလို့လဲဆိုတော့ဟာငါတို့နားထိကိုဒီလိုကြီးကတ်လာနေပြီငါတို့ဒီတိုင်းနေလို့တော့မရတော့ဘူးဟာအမင်းတယောက်မှမအိမ့်နဲ့ဟဲ့အောင်ညဆိုလဲကင်းဆောင်ဟာဟဲ့အောင်တယောက်တည်းမဆောင်နဲ့ဟဲ့အောင်နှစ်ယောက်ဆောင်သုံးယောက်ဆောင်ဟဲ့အောင်စခန်းမှာရှိတဲ့ကောင်အကုန်လုံးနေရဖြန့်ထားပြစ်ချင်းထဲမှာနေတာ အာထမင်းလိုက်ပို့ရင်ကျင်းထဲမှာစားရောက်အင်နာတက်ကျင်းထဲမှာတက်အဲ့လိုပုံစံမျိုးတွေဖြစ်ပြီဆိုရင်ဒီကောင်းလေးတေးကြပေါ့ဒါထိတ်လက်ကြောက်ရွံ့မှုတွေဖြစ်လာမှာတေးကြပဲပေါ့နော်အဲ့ဒါကြောင့်မလို့လေအဲ့လိုပုံစံမျိုးတွေလှုပ်လိုက်မယ်ပင်ပန်းလိုက်မယ်စစ်ပန်းလိုက်မယ်ပေါ့နော်အဓိကကြောက်ရွံ့စေခြင်းနဲ့စစ်ပန်းအောင်လှုပ်ခြင်းနဲ့ပြီးတော့ဒီကောင်းလေးစိတ်သက်ကြဆင်းအောင်လှုပ်ခြင်းနဲ့ပုံစံမျိုးကြောက်လေဒါပါနိုင်တယ်ပေါ့နော်အနေနဲ့ညံ့ညံ့တက်အဲ့တင်လှုပ်ခိုင်းတာတွေရှိမယ်အပြီးရင်ဒီလိုမျိုးကြီးမြင်လိုက်ရတဲ့ခါကျတော့ပေါ့နော်ရှေ့ကဖြစ်စဉ်တွေအရာတွေဒီကောင်းလေးကကြောက်နေသေးတယ် အဲ့တော့ငါတို့စခန်းသားကြီးကိုဒီလိုကြီးကပ်လာပြီဟေးငါတို့ကကာကင်းစခန်းကုန်းကြီးလည်းသိမ်းနေပြီဟေးဆိုတဲ့အချိန်မျိုးတွေမှာဒီကောင်တွေဘလောက်တော့မှကြောက်ထွက်ပြေးဖို့အတွက်လုံနေတဲ့အဖွဲတွေကအများကြီးရှိအောင်မှာဂုံးပေါ်မှာထွက်ပြေးနေတဲ့အဖွဲတွေကလည်းအခုချိန်ထိအများကြီးရှိတယ်ဗောနော်အဲ့တော့ဒီစခန်းကုန်းကိုဗောနော်မတိုက်တော့မတက်ရသေးဘူးဗီဒီယိုဖိုင်လေးတစ်ခုလေးနဲ့ဒီကောင်တွေကိုစိတ်သက်တွေပြက်ပြားအောင်အာအနေထားတွေပြက်ပြားအောင်ဗောနော်အင်အားတွေနှဲပါအောင်လုတ်ပြနိုင်နေတယ်ဆိုတဲ့ပုံစံမျိုးတော့သတ်တွေ့ရတယ်ဗျအဲပြီးတော့ဒါအရာခတက်တော်အေကဒါရည်ရချက်မရှိပဲမလို့အပ်ပဲမလို့ဘူးလို့လည်းမြင်မိတယ်ဗောနော် ီလိုပြက်နက်အောင်လုပ်တာဒါရွေချက်တေချာပေါက်ရှိလိမ့်မယ်ဗောနော်နောက်တစ်ချက်ကတော့ဒါပို့ရော့တာပို့ရော့တာပို့ရော့ရဲဆိုတာကဒါစီကံမလိုက်နာတဲ့ဟာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ဗောနော်ဒါပေမဲ့အဲ့ဒီချက်ကရာဂိုင်းတော့အလွန်နေတယ်ဘာလို့လဲဆိုတော့အာကတက်တော် AA ကဘလူတက်မျိုးလဲဆိုတဲ့ဟာကနှိစက်တဲ့သူတွေထိစက်တဲ့သူတွေရှိတယ်ဆိုရင်မေ့ကြည့်စေချင်တယ်ဗောနော်လုံးဝတကယ်ကိုတိုက်ခိုက်တက်ဖွဲ့ကောင်းအစုဖွဲ့ကောင်းတခုပေါ့နော်အဲကြအဲ့လိုအဖွဲ့မျိုးတွေကဒီလိုမျိုးပုံစံမျိုး ထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းရှိကိုရှိတယ်အဲ့လိုစီမင်းစည်းကမ်းကိုမလိုက်နာဘူးဆိုတဲ့ရဲဘော်ကရှားတယ်လုံးဝမရှိသလောက်ပဲရှားတယ်ဗျာအဲ့တော့ကျွန်တော် PDF တွေနဲ့ပြောတဲ့ခါကြရင်ပေါ့နော်တွဲတိုက်နေတဲ့ PDF တပ်ဖွဲ့ရှိတာဘူးရှိတော့ကြအဲ့လိုတပ်ဖွဲ့တွေကလုံးဝဒီလုံချုံအင်းနဲ့ပတ်သက်တဲ့ဟာအမများဘလောက်ပဲရင်းနှီးရင်းနှီးဗျာအဲအဲဥစ္စာမျိုးကိုအချိန်တန်ရင်သိရမှာပါဆိုတဲ့ပုံစံမျိုးနဲ့ပဲသွားလိုက်တကယ်လုံချုံအင်းနဲ့ပတ်သက်တာစီရင်နဲ့ပတ်သက်တာဘာမှမသိသေးဘူးကြိုက်သလောက်မေးမသိစရာအဲဒါမဲ့ထုတ်ပြန်သင့်တဲ့ဟာမျိုးဗာမျိုးဆိုရင်တော့ပြောကောင်းပြောလိုက်မယ်ပေါ့နော်ဒါမဲ့လည်းအဲ့ဒါ ုံးဝအလုံးစုံကြီးသိရဖို့ဆိုတာမဖြစ်နိုင်ဘူးတွဲပြီးတိုက်တဲ့ပြည်သက်တပ်ဖွဲ့တွေတော့အဲ့လောက်ထိစည်းကမ်းတည်ဝတ်တယ်ဆိုရင်သူတို့ရဲ့တပ်ဖွဲ့တွေကပိုတော်မှဆိုးသေးတယ်ဒီတပ်တော်ရဲ့တပ်ဖွဲ့တွေကပိုတော်ဆိုးသေးတယ်အဲ့တော့အဲ့လိုဟာမျိုးကတော့ဒါဒါပို့ရတယ်ဆိုတာမျိုးပေါ့နော်အဲစီကံဖောက်ပြတယ်ဆိုတာမျိုးဆိုတာတော့ဒါတော်တော်လေးယာကိုင်းလို့နေတယ်မဖြစ်နိုင်ဘူးဗျာအဲ့ဒါတော့မဖြစ်သလောက်ပေါ့နော်ဒါပေမဲ့ဖြစ်နိုင်လောက်တဲ့ဟာတွေကိုစဉ်းစားတဲ့ခါကျဒီတစ်ချက်လည်းထည့်ရတာပေါ့လေနော်အဲ့တော့ဒါအခုလိုမျိုးဗီဒီယိုဖိုင်တက်လာပြီဆိုရင်မကြခင်သိမ့်ပိုက်နိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေလည်းရှိတယ်ဒီစကန်ကုန်းကဒါရေဒါစနစ်တိကျတိစောက်ထားတာဖြစ်တယ် အဲ့တော့မကြခင်မှာမြန်မာပြည်အနောက်ပိုင်းဝေဟင်တစ်ခုလုံးကိုဒါထိမ့်ချုပ်နိုင်ပါတယ်ဆိုတော့ထောက်လန်းနိုင်ပါတယ်ဆိုတော့ရေဒါအဓိကရေဒါခန်းစစ်စခန်းကြီးတစ်ခုကိုအဲတင်ပိုက်နိုင်တော့မယ်လို့လည်းဒါယူဆမိတယ်ပေါ့နော်အဲပြီးတော့တရုတ်စာကဒါခုနနောက်တစ်ချက်ပေါ့နော်အဲ့ဒါတချို့ဖွဲ့တွေကပြောကြတာရှိတယ်ဒါကကြာပြီပေါ့နော်အဲလွန်ခဲ့တဲ့တလလောက်ကအဲဗီဒီယိုဖိုင်ဖြစ်တယ်ဆိုတော့ပုံစံမျိုးလည်းပြောကြတာရှိတယ်ပေါ့နော်အဲ့တော့အမျိုးမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့လည်းဒီလိုဒီချိန်ကြီးကြမှာထုတ်ပြန်လာတဲ့ဆိုကနေကတခုခုကြည်ရွက်ချက်ရှိတယ်ဆိုတာတော့သိစေချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ကြည်ရွက်ချက်ကတည်ကြတယ်ကောင်းတဲ့ကြည်ရွက်ချက်ဖြစ်ပါ အဲ့တော့လက်ရှိမှာဒါနေရီကန်စကန်းကုန်းကစစ်ကူစစ်အင်အားတွေရောက်ဖို့အတွက်လည်းမဖြစ်နိုင်တော့ဘူးနေရီကန်ကိုလာတဲ့လမ်းကြောင်းနှစ်ခုလုံးကိုတလိုင်းတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့ဗောနော်အဲ့နေရီကန်စကန်းကုန်းကိုကြော်ပြီးတော့သွားပြီးတော့ပိတ်ထားပြီးတော့ဖျက်တော့တိုက်ခိုက်တာတွေလုပ်ထားနိုင်တဲ့အနေထားအဲ့တော့ကြအဲ့ပုံကိုစစ်ကူတက်နိုင်ဖို့အတွက်ဆိုတာစစ်ကောင်စီအတွက်လုံးဝမဖြစ်နိုင်တော့တဲ့အနေထားနေ့စဉ်နဲ့မြအဲ့ကုန်းမော်ကနေထွက်ပြေးနေတဲ့ပါစာရည်လည်းရှိသလိုအခုချိန်ထွက်ပြေးဖို့အတွက်ဒါပြင်ဆင်နေတဲ့ပါစာရည်လည်းအများကြီးရှိတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့စစ်ကောင်စီကသူ့အတွက်အဓိကခန်းစစ်စခန်းကြီးဖြစ်တဲ့ဒီစခန်းကုန်းကိုမချအောင်ထိန်းထားနိုင်မလား အာခတက်တော် A နဲ့ PDF တက်ဖွဲ့တွေကနောက်ထပ်သပိုင်းဝင်အောင်ပွဲတစ်ခုကိုဖန်တီးသွားနိုင်မလားဆိုတာလည်းစိတ်ဝင်စားချက်ကောင်းလားနောက်ထပ်သတင်းတစ်ခုကတော့ဒါမင်းအွန်လိုင်းကအရက်ဘတ်ကိုဒါအရာရှိကြီးတွေပေါ့နော်အဲအရာရှိကြီးတွေအရာရှိတွေကိုဒါမိုးကျရွှေကိုတွေဖြစ်နေပြောင်းရွှေ့နေတဲ့ဟာတစ်ခုတွေ့ရလိမ့်မယ်ပေါ့နော်အဲဒီဥစ္စာကိုလည်းတချို့တွေကစိတ်ဝင်စားကြတယ်ဘာလို့လဲဆိုတော့မင်းအွန်လိုင်းဒီရက်ထဲမှာအပြောင်းရွှေ့တွေစက်တိုက်လုပ်တယ်ဒါတွေရဲ့နောက်ွယ်ကသူ့ရဲ့ရွေချက်ကဘာဖြစ်မလဲဆိုပြီးတော့ဒါသိချင်ကြတဲ့လူတွေလည်းရှိတယ်ပေါ့နော် အဲတချို့ကြောက်လဲသွားမှန်းမနေပါနဲ့ကွာဒီကောင်က तू က तू ရှုပ်နေတာပေါ့နော်ခံမှန်းလို့မရဘူး तू က तू ကိုရှုပ်နေတာဆိုပြီးတော့ပြောကြရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ခံမှန်းကြည့်မယ်ဆိုရင်တော့ဒါမင်းအောင်လိုင်ကခုဒီရက်ထဲမှာဒါစစ်ဘက်ကအရာရှိတွေကိုမိုးကြွှေကိုတွေဖြစ်နေဒါအရက်ဘက်တွေဌာနဆိုင်ရာတွေအဲဒီနေရာမျိုးတွေကိုဒါပြောင်းရွှေ့နေတာရှိတယ်ဗိုလ်မှူးချုပ်အဆင့်တွေကိုဒါတန်အမတ်ဖြစ်ဒါခန့်အပ်တာတွေအခြားစစ်အရာရှိအချို့ကိုဒါဌာနဆိုင်ရာအကြီးအကဲတွေဖြစ်ပြောင်းရွှေ့တာတွေဇက်တိုက်လုပ်နေတာတွေတွေ့ရတယ်အဲစစ်ရုံးကပေါ့နော်အဲဗိုလ်ချုပ်နေမျိုးဦးပြီးရင်လေတပ်ကဗိုလ်မှူးချုပ်မျိုးမင်းထွန်း အဲသူတို့ကိုဒါနိုင်ငံသားရေးဝန်ကြီးဌာနရဲ့တန်အမတ်ကြီးတွေဖြစ်အရက်ဘက်ကိုပြောင်းရွှေ့လိုက်တာရှိတယ်အဲ့ဒါကမင်းအောင်လိုက်ဟာဒါသူ့ရဲ့ဆက်ဆံရေးတိဆောက်ရမယ့်နေရာမျိုးတွေမှာဗောနော်အနိုင်ငံတကာနဲ့ဆက်ဆံရမယ့်နေရာမျိုးတွေမှာသူ့အမိန့်ကိုနာခံပြီးတော့သူ့ဆန္ဒအတိုင်းလိုက်ရောပေးမယ့် లై ့လုတ်ပေးမယ့်ကောင်တွေကိုကြူတင်ပြီးတော့ဒါရွှေ့ပြောင်းနေခတ်အပ်တယ်ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ဗောနော်ဥပမာဒါရုရှားတာဝန်ကြီးဖြစ်တဲ့ဦးသစ်လင်းအောင်ဒါဗမှုချုပ်ဟောင်းဆိုရင် အဲသူကတရုတ်ကရုရှားမှာပါတန်အမတ်ဖြစ်တာဝန်ပေးခံထားရတာရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပုံမှုကျုပ်ဟောင်းအရာရှိကြီးဟောင်းတွေကိုသူတမင်ဒီနေရာတွေကိုရွှေ့ပြောင်းနေတာဖြစ်တယ်သူ့ရဲ့သဘောဆန္ဒအလျောက်လုပ်ပေးနိုင်မဲ့သူတွေကိုရွေးချယ်ပြီးတော့ပြောင်းရွှေ့နေတာဖြစ်တယ်လို့လည်းဒါယူဆလို့ရတယ်နောက်ခုကအခုလိုမျိုးပြောင်းရွှေ့ခံရတဲ့ဒါအရာရှိကြီးဟောင်းတွေပေါ့နော်အရာရှိကြီးတွေကဒီတက်ချုပ်အစ်စ်ဖြစ်မယ်လို့ရေပန်းစားနေတဲ့ကြောစွာလင်း ကျောစာလင်းတက်စီနီယာကြတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျောစာလင်းအတွက်လည်းကြိုတင်ပြီးတော့သူကဒီလိုလူတွေကိုရှင်းလင်းပေးနေတာမျိုးကြီးလေယူဆရတယ်ပေါ့နော်အဲ့တော့ဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်သူတို့နေရာတွေကိုဒါငွေပိုင်းနေနဲ့ပြန်ပြီးတော့အစားထိုးဖို့အတွက်သူပြင်ဆင်နေတယ်အဓိကတော့ကျောစာလင်းတက်ပို့ပြီးတော့ဒါဂျူနီယာကြမဲ့သူတွေနဲ့ပြန်အစားထိုးဖို့တေချာစနစ်တကျကိုလုပ်နေတဲ့ပုံစံမျိုးတွေဒါတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့လေဒီလိုမျိုးအကြီးပိုင်းတွေကိုအရက်ဘတ်တွေကိုပို့ဆောင်နေတာဖြစ်တယ် တရင်တွေရဆိုရင်ဒါစီနီယာအရာရှိကြီးတွေကိုရွေးကောက်ပွဲဝင်ပြိုင်မှုဆန္ဒရှိမှရှိမေးတယ်။ပြီးရင်အဲ့ဒီထဲကဒါရွေးကောက်ပွဲကိုဝင်ဖို့ဆန္ဒမရှိရင်အရက်ဘတ်ဌာနဆိုင်ရာနေရာတွေပေါ့နော်အကြီးကဲနေရာတွေကိုပို့တယ်ဆိုပြီးတော့ပြောရမယ်ဆိုရင်ဗျာအဲရွေးကောက်ပွဲဝင်ပြိုင်ပါလားရွေးကောက်ပွဲမှာပါမလားမပါဘူးဆိုရင်တချို့ကလည်းပါကျင်တယ်တချို့ကလည်းပါကျင်မှပါမယ်ဗျာဒါပေမဲ့ပါကျင်တဲ့သူတွေကြတော့ရွှေ့ပြလိုက်တဲ့ရွေးကောက်ပွဲကိုဒါပေမဲ့မပါဘူးဆိုတဲ့သူတွေကြတော့စစ်တပ်မှာပြန်ပြီးတာဝန်မှာပေးတော့အရက်ဘတ်ဌာနပို့တယ်သူတို့မှရွေးချယ်စရာဘာပဲရှိလဲဆိုတော့ ရွေးကောက်ပွဲမှာပါမလားအရက်ဘက်ကိုသွားမလားစစ်တပ်မှာတော့ပြန်ပြီးတော့တာဝန်မပေးဘူးဆိုတဲ့ပုံစံမျိုးမြင်ရအဲ့တော့ယာရူးရဖို့အတွက်မျှော်လင့်နေတဲ့သူတွေအတွက်ကတော့ဒါဒီဒီကိစ္စသူတို့အတွက်စိတ်မကောင်းစရာပေါ့နော်ဒီကောင်ကအဲ့လိုမျိုးအပြောင်းအရွှေ့တွေလုပ်နေတယ်အဲ့တော့သူတို့အတွက်ကလုံးဝဒီစစ်တပ်မှာယာရူးထက်ပြီးတော့အကြီးကြီးရနိုင်ဖို့မဖြစ်နိုင်တော့ဘူးအဲ့မျှော်လင့်ချက်တွေကုံဆုံးသွားပြီပေါ့နော်အဲ့တော့ရွေးကောက်ပွဲမှာသွားပြီးတော့ဒါဝင်ပြိုင်ပြိုင်မပြိုင်ဘူးဆိုရင်တော့မင်းအရက်ဘက်ဌာနပြောင်း အဲဌာနဆိုင်ရာအကြီးအကဲတွတ်လှုပ်ဆိုတဲ့ပုံစံမျိုးတို့တို့မှာဒီရွေးချယ်စရာနှစ်ခုပဲရှိ။ဟင်းကျွန်တော်ကတော့စစ်တပ်မှာပဲနေချင်တာဘလို့ပဲနေနေအလန်တိုင်းဖတ်ပြီးပဲနေမှာဆိုတဲ့ခေါင်းနေမရတော့ဘူး။အဲ့လိုခေါင်းနေရှိတယ်တကယ်ရှိတယ်။အာဘလောက်ပဲကန်ထုတ်ကန်ထုတ်ပေါ့နော်။အဲလုံးဝအလန်တိုင်းဖတ်ပြီးနေမှာဆိုတဲ့ခေါင်းနေတကယ်ရှိတယ်။အဲ့တော့အဲ့လိုခေါင်းမျိုးတွေအတွက်ကတော့မျော်လင့်ချက်မရှိတော့ဘူးပေါ့နော်။အဲ့တော့အခြားအရက်ဘက်ဌာနတွေကိုပြောင်းရွှေ့ခွင့်ရသွားတဲ့သူတွေကိုကြည့်မယ်ဆိုရင်အဲတပ်မတော်ကြီးမပေါ့နော်။ဒုတိယဗိုလ်မှူးကြီးဝင်းလွင်ဦး ဒါတေးဥစားတွေကယာရုတိအောင်လို့သာတမင်ထဲခေါ်ပေးရပါတော့ဒီကောင်လေးကိုအဲ့လိုမျိုးစကားမျိုးနဲ့ပြောချင်တာတော့မဟုတ်ဘူးပေါ့နော်ဝင်းလင်းဆိုဝင်းလင်းပဲခေါ်ချင်တာအဲအဲ့တော့ပေါ့နော်အဲသူ့ကိုဆိုရင်ဒါမျိုးသားစီမံကိန်းဝင်ကြီးဌာနဗဟုဆက်ပြည်စည်းစီရင်အင်းနဲ့ဒါစစ်စေးရေးဦးစီးဌာနဒုတိယညွှန်ကြားမှုအဖြစ်သူ့ကိုပို့တယ်နောက်တစ်ခုကဘိုးကြီးမင်းသူကိုဒါမန္တလေးစီပင်ဌာနမှုအဖြစ်ပို့တယ်ပြီးရင်အမှတ်73တမ်းမြင့်လေးကျင်းအကြောင်းอ่ะပေါ့နော်အာဘုံမူဇေယာဆိုးအဲသူ့ကိုကြတော့ရွေးကောက်ပွဲကော်မရှင်လက်ထောက်ညွှန်ကြားရေးမှုအဖြစ်ပြောင်းရွှေ့ပေးတာတွေတွေ့ရတယ် အဲ့တော့အဲ့လိုမျိုးပြောင်းရွှေ့ခံရတဲ့အထက်မှာအရွယ်ဆုံးစိုက်ဆုံးမြင်ရတာပေါ့လေအကြီးပိုင်းတွေလည်းပါတယ်လို့အငယ်ပိုင်းတွေလည်းပါတယ်ပုံမှုအဆင့်ပိုကြီးအဆင့်တွေလည်းပါတယ်ပေါ့နော်ဒါအရင်ကတည်းကလည်းဒါရှိတော့ရှိပြီးသားဒါပေမဲ့အခုလိုမျိုးအပြုံလိုက်ပုံစံမျိုးတွေတရောသောပါပုံစံမျိုးတွေနဲ့ပြောင်းရွှေ့တာကတော့ဒီကာလမှာမြင်ရတာအများဆုံးပဲပေါ့နော်အဲ့ပြီးတော့သူတို့ကိုရွေးချယ်ခွင့်မပေးဘူးအရင်တုန်းကကျတော့သူကသွားခြင်းလို့သွားကြအခုကြတော့မသွားခြင်းပဲလေသွားရမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတာတော့တွေ့ရတယ်ဗောနော်အဲ့တော့ဒီလိုအခြေအနေမှာစစ်တပ်ကနေအရက်ဘက်သွားခွင့်ရတဲ့သူတွေကကြတော့ ကန့်ထူးတယ်လို့ပြောရမှာလက်ရှိအချိန်နေရအခင်းချင်းရစည်ရဲအနေထားရအဲ့လိုမျိုးအရက်ဘက်ကိုပြောင်းရွှေ့ခွင့်ရတဲ့ကောင်တွေကတကယ်ကိုမဟာအခွင့်အရေးရတယ်လို့ပြောရအောင်သူတို့တွေကအဲ့ဥစ္စာကိုပို့ပြီးတော့မျှော်လင့်တကယ်ပြောတာစစ်တပ်ကဒါဟိုနေ့ကကျွန်တော်တို့ဒီအထက်ထဲမှာလာပြီးတော့ဒါကျွန်တော်ရဲ့ post တွေအောက်မှာဒီ video တွေအောက်မှာလာညင်းနေတဲ့စစ်ဘုံမာတွေရှိတယ်ဗောနော်အဲတက်ထောက်ခံတဲ့သူတွေရှိတယ်သူကဘာလဲဆိုတော့အားတဲ့ငါတို့ကဘလို့ပဲဖြစ်ဖြစ်ဗောနော်အင်အားအရာမှာတလောက်ကို9000စုနိုင်နေတယ်ဗောနော် အာဟုတ်ပါတယ်သူတို့9000ဆိုတာဒါပေမဲ့အဲ့9000ဆိုတဲ့ဟာကသူတို့ကိုချစ်လွန်းလို့အဲသူတို့အတွက်အသက်ပေးပါမယ်ဆိုပြီးတော့သူတို့စစ်တပ်ထဲကိုဝင်သွားတဲ့သူတွေမှမဟုတ်တာအဲဒါပေမဲ့သူတို့ကအဲ့လိုဆိုအဲ့လိုမျိုးဟာကိုပဲသူကဂုံစားနေတာဗျာအဲသူတို့မတရားပေါ်တာဆွဲပြီးတော့သူတို့အတွက်အသေးခံခိုင်းရတဲ့လူတွေ9000 9000ရနေတာကိုဂုံစားနေတာဗောနော်အဲ့တော့မင်းတို့ကောင်နေစဉ်းစားဘာလဲဆိုတော့ဒီလိုလူတွေကမင်းတို့အတွက်အသက်ပေးမှာပဲဆိုပြီးတော့စစ်တပ်ထဲကိုဝင်သွားမှာမဟုတ်ဘူးမင်းတို့တွေအတင်းအဓမ္မဆုထားတာမင်းတို့မှာလူအင်အားမရှိလို့အတင်းအဓမ္မဆုထားတာကွာ လူအင်အားရှိရဆိုရင်ဒီလူတွေကိုဘယ်မျက်စောင်းလှည့်ထိုးမလဲအခုလိုမျိုးအတင်းကျပ်ပေါ်တာလိုက်ဆွဲရရင်ဘယ်လုပ်မလဲအိမ်ပေါ်တက်ပြီးတော့ဘယ်ဖမ်းမလဲမင်းတို့မှာအင်အားမရှိလို့ဒါအဲ့လိုမျိုးဒါလူသစ်တွေကိုနင်းငံစုခဲ့တာပေါ့နော်အဲ့ဥစ္စာကြီးကိုမင်းတို့ကဂုံစားနေတာရီရောရီစရာကောင်းတယ်ပေါ့နော်တကယ်တကယ်တမ်းမှာမင်းတို့ဘက်ကပေါ့နော်မင်းတို့ကအဲ့မင်းအွန်လိုင်းဆိုတဲ့ကောင်ကတယောက်တက်ကနေကွာမင်းတို့မနေချင်တဲ့ကောင်တွေအကုန်လုံးထွက်တော့ကွာထွက်ခွင့်ပေးတယ်ကွာအေးမြူကွာမိသားစုလည်းဒုက္ခမပေးဘူးကွာလို့ပြောကြည့်အဲ့မင်းအွန်လိုင်းနဲ့အလန်တိုင်းပဲကြာတကယ်ပြောလား ်မင်းအဲ့အလန်တိုင်းမောင်တော်မှဒါကြံကြင်မကြင်မှာဒါအဲ့လိုမျိုးသားခွင့်ပေးကြည့်လိုက်ခြေောက်ပေါက်ပြီးထွက်ပြေးရင်ပြေးအောင်ပါအဲ့အဲ့ဥစ္စာကြီးကိုဇွတ်ဆက်ပြီးတော့ဒါကုံစာနေတဲ့ကောင်တွေမင်းတို့တနာတာပေါ့နော်အဲ့တော့အခုလက်ရှိအခြေအနေရပါတော့တကယ်သူတိုင်းမှုတွေတတ်မှတ်မှုတွေဒီလိုကောင်မျိုးတွေတောင်မှပဲလိုအပ်တယ်ဆိုရင်စစ်မြေပြင်ကိုဆင်းပြီးတော့တိုက်ပွဲရဲ့အနီးကပ်နေရာမျိုးတွေအနီးဆက်ဆုံးနေရာမျိုးတွေပေါ့နော်ရှေ့တန်းကြကြနေရာမျိုးတွေကိုပို့ပြီးတော့တိုက်ပွဲကိုကိုယ်ကဲခိုင်းနေတာမျိုးတွေရှိတယ်အဲ့ဒါကြောင့်ဒီတက်မမှုတွေတိုင်းမှုတွေကိုယ်တိုင်ကိုယ်ကပေါ့နော်အဲဘယ်ချိန်မှာငါတို့ခေါင်းမော်ဒရုန်းပုံသီးကြလာမလဲ အဘယ်ချိန်မှာငါတို့ရှိတဲ့နေရာကိုရှော့ရိုက်တုံးပြစ်ခံရမလဲဆိုပြီးတော့ဆိုရင်စိတ်ပူနေကြတာပြီးတော့ကျတော့ဖြစ်လိုက်တဲ့ဖြစ်စဉ်တောက်တော့လဲမနေဘူးနေ့စဉ်ထွက်ပြေးနေတဲ့ဟာတွေစစ်ကြောင်းတွေပြုတ်သွားတဲ့ဟာတွေတေဆုံးတန်ရာရတဲ့ကောင်တွေအများကြီးအပြုံလိုက်ကြီးပြန်ဆွဲလာရတဲ့ဟာတွေအဲ့လိုဖြစ်စဉ်တွေကရေးယူခံရမယ့်အပိုင်းတွေမှာအများကြီးရှိတယ်အမ်လောကတာဝန်ရှိမှုတာဝန်သိမှုတာဝန်ခံမှုဆိုတဲ့ဟာတွေနဲ့ခေါင်းစဉ်တွေအကုန်တက်ပြီးတော့အဲ့ကောင်တွေကိုရေးယူမှာ အဲ့ကြတော့ရှေ့ဆက်တက်ဖို့အတွက်မျှော်လင့်ချက်မရှိဘူးဆိုတဲ့အခြေအနေမျိုးပြီးရင်သူတို့အတွက်အသက်အန္တရာယ်ပါဒီတိုင်းမှုတက်မှမှု viewer မှုဆိုတဲ့ကောင်းတွေပါချင်းချောက်ခံနေရပါပြီဆိုတဲ့အခြေအနေမျိုးမှာအခုလိုမျိုးအရက်ဘက်ပြောင်းခွင့်ရတဲ့ဟာကသူတို့အတွက်ဖျားသရားမလာပဲအဲ့ကြတော့ဒါလက်တလောကာလမှာပဲဒါစစ်ဘက်ကအရာရှိတွေအရာရှိငယ်တွေ၄၀၀ကျော်ကိုဝင်ကြီးဌာနတွေမှာဒါဌာနဆိုင်ရာအကြီးအကဲတွေအရက်ဘက်ဝန်ထမ်းအရာရှိတွေအဖြစ်မြောက်လိုင်းကပြောင်းရွှေ့ခန့်အပ်တာတွေကိုဇက်တိုက်လှုပ်ဆောင်တာတွေတွေ့လာရတယ်ပေါ့နော်အဲ့တော့မြောက်လိုင်းကသူအစဉ်ပြေဖို့အရေးပြီးရင်သူအာနာလက်မလွတ်ရဖို့အရေးပြီးတော့သူ့ရဲ့ရှေ့ကနောင်တော် ော်တွေရဲ့သင်ခန်းစာတွေပေါ့နော်ရှုံးနေခဲ့တဲ့ကြာရှုံးခဲ့တဲ့သင်ခန်းစာတွေကိုသူကတေချာကြည့်ပြီးတော့ပေါ့နော်အဲ့လိုမဖြစ်စေရေးသူနီးမျိုးစုံနဲ့ပြင်ဆင်လှုပ်ဆောင်နေပါတယ်ဆိုတဲ့အကြောင်းကိုတော့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်